။သူမကမိမိကိုတရားတက်ခဲ့တဲ့သူကိုသူတို့လုပ်ခဲ့တဲ့အတိုင်းပြန်ပေးဆက်ခိုင်းမှာပဲဖြစ်ပါလေ။သူမကကိုဝင်ရှိနေတဲ့ငါမကိုအတမခံရဖို့ကာကွယ်ချင်တာနဲ့ပဲ။ခင်မွန်ကလှော်တက်တဲ့အာပြပြင်းရိုက်ချလိုက်တော့ရေထဲကိုကျသွားတော့တယ်။အဲဒီနောက်ခင်မွန်ကဘာမှမဖြစ်သလိုနဲ့ပဲလှေလော်ပြီးထွက်သွားလိုက်တော့တယ်။ရေကန်အောက်ကိုနေမြုပ်သွားတဲ့အမျိုးသမီးကဘလို့မှမထင်မိပါဘူး။မိမိကိုအတက်တမြချစ်တဲ့ခင်မွန်ကအဲဒီလောက်ရက်ဆက်လိုက်မယ်လို့တကယ်တမ်းတော့ဒီယာရီအားလုံးကညမအရင်ကနောက်ွယ်ကနေပြီးတခုခုလှုပ်ထားတာပဲဖြစ်ပါလေ။ ခင်မွန်ဖြစ်သူကိုအောင်လံပညာနဲ့ပြုစားထားပြီးအသိစိတ်ပျောက်သွားစေတာပဲဖြစ်ပါလေခဏလေးအတွင်မှာပဲအမျိုးသမီးကရေရဲအောင်ချင်မှာရင်းနှီးပြီးတည်ဆုံသွားတော့လေဒါပေမဲ့သူမကဒီလိုနဲ့ပဲမတည်ဆုံသွားချင်ပါဘူးဘာကြောင့်လဲဆိုတော့သူမကအတန်းငယ်သေးတဲ့သမီးလေးကိုမခွဲရက်လိုပါပဲဒီလိုနဲ့သူမရဲ့ဝင်ရင်းနှွင့်ဆင်ပြောက်ခွဲသွားတော့မယ့်အချိန်မှာပဲရုတ်တရက်ဆိုသလိုငါးတသိလေးတွေအတုလိုက်ကြီးကသူမစီကိုကူလာခဲ့ပြီးသူမကတင်လိုက်တဲ့ငါးမကိုတွေ့လိုက်ရတော့လေခုနကတော့အသက်ပေးခဲ့ကလေးလို့သူမကိုကျေးဇူးတင်စကားပြောနေတဲ့အလားပါပဲ အဲဒီနောက်ငါမကတောက်ပတဲ့ရွှေအောင်လင်းကိုမှုတ်ထုတ်လာခဲ့ပါတော့တယ်။ရွှေအောင်လင်းအဝိုင်းခံထားရတဲ့အမျိုးသမီးကထူးဆန်းအောင်ပွဲကောင်းစွာနဲ့ရွှေအောင်ငကြင်းတစ်ကောင်ဖြစ်သွားပါတော့တယ်။အရန်ကိုစိတ်လောနေတဲ့အမျိုးသမီးကခနာလေးအတွင်းမှာပဲအင်ကိုပြန်ရောက်သွားခဲ့ပြီးတမီလေးကငိုယိုပြီးစိတ်ကမ်းမထိုင်နေတာကိုတွေ့လိုက်ရပါတော့တယ်။သူမကတမီလေးရဲ့အရှိကိုချက်ချင်းပဲကူသွားလိုက်ပြီးနူညံ့ညံ့သားစားနဲ့တမီလေးကိုဝမ်းမနေဖို့ပြောလိုက်ပါတော့တယ်။တမီလေးမိမိကတမီလေးကိုအခုချိန်ကစားပြီးတော့ကာကွယ်တာတွေစောင့်ရှောက်တာတွေမလုပ်ပေးနိုင်တော့ဘူး။ တမီလေးကကိုဘသားကိုကောင်းကောင်းလေးဆောက်ရှောက်ရမယ်နော်မမေမမေကဘာဖြစ်သွားတာလဲတမီလေးမမေနဲ့တမီဖေဖေကငါဖမ်းရင်မတော်တဆရည်တဲကြသွားတာပါအခုချိန်မှတော့မှအမျိုးသမီးကတမီလေးရှောင်းလေးကိုတမီလေးရဲ့ဖခင်အခုချန်ကသူမကိုရရဲ့ဆက်ဆက်တက်ပြလိုက်တယ်ဆိုတာကိုမပြောပြပါဘူးဘာကြောက်လဲဆိုတော့သူမကရှောင်းဒီအကိုချန်ကိုမုံတီးပြီးသူမကိုအနေရဖြစ်စီမကိုကြောက်လို့ပါပဲရှောင်းဒီကအရန်ကိုဝမ်းနေနေတယ်ဆိုပေမဲ့လေမိခင်နဲ့အတူပြန်ပြီးနေလို့ရတဲ့အတွက်ပျော်ရွှင်ကြည်နူးနေပြန်ပါတော့တယ် နောက်ရက်တွေမှာတော့သူမကနေတိုင်းမြစ်ပီနာမှာစပားကုန်နဲ့အမေကိုအစာကျွေးနေပါတော့တယ်။ရှောင်းနီရဲ့ဝမ်းနဲ့နေတဲ့မျက်နှာပေါ်မှာလည်းအရေအပြုံးရှိလာခဲ့တော့တယ်။သူမကမိခင်နဲ့စကားပြောနေတဲ့အချိန်မှာဒေါ်လေးကရုတ်တရက်ရောက်လာတော့သူမကလန့်သွားပြီးဇောချွေးတောင်ပြတ်သွားတော့မလို့ပါပဲ။အဲ့ဒါနဲ့မိခင်ကိုအလော်တကြီးနဲ့အမြန်ပုံးနေခိုင်းလိုက်တော့တယ်။ဒေါ်သားထွက်နေတဲ့ဒေါ်လေးကတွေ့တော့သူမကမြစ်ပီနာမှာအချောင်ခိုနေတယ်လို့ထင်မှတ်သွားခဲ့ပြီးဗဇက်ကဆဲဆိုရင်းနဲ့ပဲစပားကုန်အလုံးကိုရေထဲကိုတွန်းချလိုက်တော့တယ်။သူမကအဒီလောက်ကြီးစိတ်ဆိုးဒေါသထွက်နေရတဲ့အကြောင်းရင်းက ုနာကသူမတို့မိသားစုစီမှာသမီးလေးလျှောက်ရာအတွက်မနက်ဖြန်ရဲ့တကြံပွဲကိုသွားဖို့အင်ကြီးသွားဝဲတော့မထင်မှတ်ပဲရွာသူရွာသားတွေအားလုံးရဲ့ပြည်တင်ပြောဆိုခြင်းကိုခံလိုက်ရပါတယ်။ရှောင်းနီရဲ့မိခင်ကိုသူမတို့တက်လိုက်တာလို့ထင်မှတ်ကြလို့ပါပဲ။အလို့ကြောင့်နေမှာမိသားစု၃ယောက်ကအဆက်တကွဲနဲ့အင်ကိုပြန်ရောက်လာခဲ့ကြတာပဲဖြစ်ပါလေ။ရှောင်းနီကတကြံပွဲရောက်လာတာကိုသိရတော့အရန်ကိုသွားချင်နေခဲ့ပါလေ။ဒါပေမဲ့ဒေါ်လေးကအင်ဆောက်ခိုင်းခဲ့တော့တယ်။မဟုတ်ရင်သူမကိုအပြစ်ပေးမှာပဲဖြစ်ပါလေ။မိခင်ဖြစ်သူကရှောင်းနီရဲ့ဝမ်းနဲ့ညှိုးငယ်နေတဲ့ပုံကိုတွေ့တော့ အဲ့ဒါနဲ့ပဲမိမိကသူမကိုအချိန်အောင်လုပ်ပေးမယ်လို့ပြောလိုက်ပြီးသူမကိုဈေးမတငယ်ချင်းကိုသွားရှာပြီးသွားကစားခိုင်းလိုက်တော့တယ်။ရှောင်းနီကနားထောင်ပြီးသွားတော့ချက်ချင်းပဲဝမ်းသာပျော်ရှင်စွာနဲ့ဈေးကိုပြေးသွားလိုက်တော့တယ်။ရှောင်းနီမိခင်ကြတော့ရေထဲကိုပြန်သွားလိုက်ပြီးတငယ်ချင်းကိုအကူအညီတောင်းနေပါတော့တယ်။သူတို့ကိုအခွင့်ရေးချပြီးတော့အကိုချံတမိသားစုလုံးကိုအချိန်ဆွဲနိုင်သမျှဆွဲထားခိုင်းတော့တယ်။ဒါပေမဲ့ရှောင်းနီမီကင်းလုံးဝမထင်လိုက်မိတာကတော့အကူကြီးတောင်းလိုက်တဲ့ငါးသတိလေးကမထင်မှတ်တဲ့အကြောင်းကြောင့်အလွဲလဲချော်ချော်ဖြစ်သွားတော့တယ်။ ။ဘာကြောင့်လဲဆိုတော့ငါတသိလေးနှစ်ကောင်ကအကိုချိန်တော့မိသားစုပျော်ရွှင်နေကြတာကိုတွေ့လိုက်ရတော့ဒေါသထွက်သွားပြီးဆဲဆုနေကြလို့ပါပဲ။ဒီမျိုးသားကတကယ်ကိုတည်တင်တာပဲ။ကျွန်တော်ဒီမကောင်တဲ့ကောင်ကိုဘလို့ဆုံးမမလဲကြည်နေပါ။ကောင်းဆုံးကြည်ထား။ငါတသိလေးကအရှင်ပြပြင်းနဲ့ခုံထွက်သွားလိုက်ပြီးတိုက်ချပစ်လိုက်တော့အကိုချန်ကိုတခါတည်းနဲ့တွေးထွက်သွားစေတော့တယ်။ဘီနာကရွာသူရွာသားတွေကတွေ့တော့နေတော့နေသေးတယ်လို့ဆဲဆိုနေကြပါတယ်။အကိုချန်ကစိတ်ဆိုးဒေါသထွက်ပြီးရင်းမျက်နှာပြင်ကိုအဆက်မပြတ်ထိုးနေပါတော့တယ်။ အဲ့ဒါနဲ့တစ်ချိန်တည်းမှာပဲအင်ကားနဲ့အပြေးရောက်လာတဲ့ရှောင်းလီလည်းဈေးကိုရောက်လာခဲ့ပါတော့တယ်။ဒါပေမဲ့သူမကမထင်မှတ်ပဲနဲ့လက်ထဲကပန်းကိုနန်းတော်တွေကနေထွက်လာပြီးလာကစားတဲ့မင်းသားလေးရဲ့တဲပုံပေါ်ကိုစိုက်ထည့်လိုက်တော့တယ်။အစကတည်းကတဲပုံပေါ်မှာတခုခုလိုနေတယ်လို့ထင်နေတဲ့မင်းသားလေးကချက်ချင်းပဲအရန်ကိုဝမ်းသာသွားတော့တယ်။ရောက်လာတဲ့သူကရှောင်းနီဖြစ်နေတာကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ပို့ပြီးတော့စိတ်လှုပ်ရှားသွားတော့တယ်။ထွက်သွားတော့မယ့်ရှောင်းနီကိုအလှင်မြန်ပဲဆွဲထားလိုက်တယ်။ဘာကြောက်လဲဆိုတော့ဒါကတော့သူမတို့ပထမအဦးဆုံးတစ်ခေါက်တွေ့ကြတာမဟုတ်လို့ပါပဲ။ အရင်တစ်ခေါက်တွေ့ပြီးကလေးကမင်းသားလေးကရှောင်းနီကိုအမြဲလိုက်ရှာနေခဲ့တာပါ။နှမျောဖို့ကောင်းတာကရှောင်းနီကိုဒေါ်လေးကအိမ်ထဲမှာပဲအမြဲပိတ်ထားတာပါပဲ။မင်းသားလေးကရှောင်းနီနေတဲ့နေရာကိုမေးမလို့ပြင်နေတဲ့အချိန်မှာပဲအလော်တကြီးရောက်လာခဲ့တဲ့ကိုရန်တော်ကကြားဖြတ်လိုက်တော့တယ်။အဲဒီအချိန်မှာရှောင်းနီလည်းမိခင်ရဲ့အလော်တကြီးခေါ်တဲ့အတန်ကိုကြားလိုက်ရပြီးသူမကိုအိမ်အမြန်ပြန်ခိုင်းပါတော့တယ်။ရှောင်းနီကအဖြစ်ကိုတီးလိုက်ရတော့ထပ်မနေရတော့ပဲလော်လော်နဲ့ပဲအိမ်ကိုအပြေးပြန်သွားတော့တယ်။ကန်ကောင်းတာကလန်တော်ဝမှာသူမကကစားဘောကိုတွေးလိုက်ရတာပါပဲ။ ကစားပေါ်ကသူမရဲ့အဖြစ်ကိုသိလိုက်ရတော့သူမကိုအချိန်ဆွဲထားပြီးဖို့အားလုံးကဆုံးဖြတ်လိုက်ကြတယ်။ဒါကြောင့်ဒေါသထွက်နေတဲ့အကိုချန်တို့မိသားစုကစိတ်ကန်းကိုရောက်လာတဲ့အချိန်မှာကစားပေါ်တွေကထုံနေမိသားစု၃ယောက်ကိုပေါ်ကိုတခါတည်းဖြန့်ပတ်လိုက်တော့တယ်။သူတို့တွေကဒေါသထွက်ပြီးပြန်လည်ခူးကံမဲ့အချိန်မှာလူတွေကအစောကတည်းကထွက်ပြေးသွားကြပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ရှောင်းဒီကသူတို့၃ယောက်ထက်အရင်အင်ကိုပြန်ရောက်သွားတော့တယ်။အဲ့ဒါနဲ့မှအဖြစ်အဆိုးကနေတည်တည်လေးလွတ်မြောက်သွားပါတော့တယ်။ညရောက်တော့ရှောင်းဒီကမြစ်ပြီးမှဝမ်းတာစွာနဲ့ မိခင်ဖြစ်သူကိုနေ့လယ်တုန်းကပျော်ရွှင်မှုကိုပြောပြနေတော့တယ်။ဘသူထင်လိုက်မလဲ။အရာကိုအဖေတူအမေကွဲညီမလေးရှောက်ရာကတွေ့သွားပါတော့တယ်။ရှောင်းဒီကမြေဘေးမှာတယောက်တည်းစကားပြောနေတာကိုကြည့်ပြီးအရာနဲ့ပဲသူမကမိဖို့ကံကိုတတိတ်လေးလာခဲ့ပြီးကြည်နေပါတော့တယ်။နောက်ဆုံးတော့ရှောင်းဒီကရွှေရောင်ငါးကိုအမေလို့ခေါ်နေတာတွေ့ရှိသွားတော့တယ်။ရှောက်ရာကထိတ်လန့်အော်အော်သွားပြီးတော့မိဖို့ကံကနေကြပြကြရထွက်ပြေးသွားတော့တယ်။ထိတ်လန့်ကြောက်ရွံ့စွာနဲ့ဖြစ်စဉ်အားမိခင်ကိုပြောပြလိုက်ပါတော့တယ်။ ူးဆန်းနေလို့ခန်းစားရတဲ့ဒေါ်လေးကအမားဖြစ်သူကမကြုံမလို့ပဲဝိညာဉ်ကရွှေရောင်ငါးဘုံမှာဝင်ပူလာပဲဖြစ်မယ်လို့စဉ်းစားမိသွားတော့တယ်။အမားကိုရှင်ပြဖို့အတွက်အဲ့ဒါနဲ့ပဲသူမကရှောင်းနေကိုဈေးကိုလိမ်ပြီးတော့သွားခိုင်းလိုက်ပြီးဟင်းရွက်သွားရောက်ခိုင်းလိုက်တော့တယ်။သူမကြတော့ရှောက်ရရနဲ့မြေဘေးကိုလာခဲ့ပါတော့တယ်။ဒါပေမဲ့သူတို့နှစ်ယောက်ဘလို့ပဲရှာရှာရွှေရောင်ငါးရဲ့အရေးရောင်ကိုတော့မတွေ့ရပါဘူး။လမလျှော့သေးတဲ့သူတို့နေရောင်ကစောင့်ပြီးတော့ဖမ်းဖို့ဆုံးဖြတ်လိုက်ကြတော့တယ်။ဖျားနဲ့တိတ်တိတ်လေးဖုံးလိုက်ပြီးမိဖို့ကံရဲ့တောက်တနေရာမှာပုံနေလိုက်ကြတော့တယ်။ ဘသူထင်လိုက်မလဲသူတို့နှစ်ယောက်ကတညလုံးတတိကိုရှာလုံးမတွေ့တဲ့အပြင်ချင်းရဲ့အထူးအခန့်ချင်းကိုပါတညလုံးခံလိုက်ရပါတော့လေဒါပေမဲ့ဒေါသထွက်နေတဲ့သူတို့နှစ်ယောက်ထွက်သွားတော့မယ့်အချိန်မှာပဲမထင်မှတ်ဘဲနဲ့ရှောင်းဒီကမြေပေနာမှာမိခင်ကိုအော်ခေါ်နေတဲ့အတန်ကိုချလိုက်ရပါတော့လေစပားကုံကိုလည်းရွှေရောင်ငါးကိုချွေလိုက်ပါလေအဲ့ဒီအချိန်မှာဒေါ်လေးကရွှေရောင်ငါးကိုရှာလို့ရနိုင်တယ်နီလန်းကိုရှာတွေ့သွားပါတော့လေအဲ့ဒီနောက်သူမကရှောင်းဒီအိမ်မှာမရှိတော့သမီးရှောင်းရာကိုရှောင်းဒီရဲ့ပုံစံဟန်ဆောင်ခိုင်းပြီးသူမကိုရှောင်းဒီရဲ့လေတံအတိုင်းမြေပေမှာအမေကိုအော်ခေါ်ခိုင်းနေတော့တယ် ။သူမကြတော့ပိုက်ကွန်ကိုယူထားပြီးမြစ်ပေနာမှာစောင့်နေပါတော့တယ်။ရွှေရောင်ကကတကယ်ပဲထွက်လာတာကိုတွေ့လိုက်ရတော့သူမကချက်ချင်းပဲပိုက်ကွန်နဲ့တခါတည်းအုပ်လိုက်တော့တယ်။ထွက်ပြေးဖို့အချိန်မမီလိုက်တဲ့ရှောင်းနေရမေကအဖမ်းခံလိုက်ရပါတော့တယ်။ထိန်လန်းကြောင်ယုံနေတဲ့ရှောင်းနေရမေကလွတ်ပြေးဖို့အတွက်ဘလို့ပဲတောင်းပန်နေပေမဲ့လေ။ရက်ဆက်တဲ့ညီမလေးကနည်းနည်းလေးမှစိတ်မပြော့သွားတဲ့အပြင်ဒုံနေပါအပြပြင်းနဲ့တစ်ချက်တည်းထူချလိုက်ပါတော့တယ်